ที่บ้วมานักข้าคว้าใส่คลีดใส่ด้วยทาราเนี่ยนักข้าคว้าจินโนโรกูเสกคนเสกกูนะคนเสกกูเชเซกูกูเสกกูอะไรเนี่ยเทมาพี่เซนตูเนี่ยทวดทาร์เอกันนันนี่กะ 2025ဆိုပြီးတော့ငါးစွန်းလေးခုနှစ်ကိုကိုးစွန်းကနေလှမ်းပြစ်တာเนาะအဲ့ဒီခဏန်းတွေကိုကျွန်တော်ဒီညပြမယ်ပေါ့ဗျာเนาะကျွန်တော်တို့ဒီပွဲကိုနင်းနေထိုးသင့်နေထင်တာပဲเนาะနင်းနေတော့ထိုးသင့်နေဒီခဏန်းဆိုင်မျိုးတွေ အဲခုနကကျွန်တော်ပြောတယ်89ခုနှစ်ထဲမှာသုံးလေးချက်ပါရှိသလားဆရာသုံးလေးချက်ကအများကြီးပဲရှိရကျွန်တော်တို့သုံးလေးချက်ကဩခဲ့တဲ့ခဏเนาะအဲ့ကောင်မွေးဆိုင်တွေရောလိုက်ထွားမယ်အော်တိုပေါ့မယ်ဆိုင်တွေရောအများကြီးရှိတယ်မဟာပရိတ်ကိုကြိုက်တယ်ဆိုရင်သုံးလေးချက်ကထိုးလို့ရပါတယ်เนาะအဲကျွန်တော်ကမနေ့မဖြစ်လို့သား အဲအဲ86ခုနှစ်တဲမှာကျွန်တော်တို့6ပြိတ်9ပြိတ်လို့ဒီလိုထပ်ထားတာရှိနော်သူ့အောက်မှာနှစ်ထိပ်စီလို့ထည့်တခါဆိုရင်ဒီဘက်ကျွန်တော်တို့86ခုနှစ်တဲမှာကျတော့6ပြိတ်ပြီးတော့9ပြိတ်9ပြိတ်သူ့အောက်မှာနှစ်ထိပ်လို့ဖြစ်နော်အဲတော့96နှစ်ဒီမှာကျတော့69နှစ်နော်အခုကျွန်တော်တို့ဒီဘက်96ခုနှစ်တဲမှာကျတော့4 9 နှစ်ဆိုပြီးတော့သူထိတ်စီသုံးဘုံနှစ်ထိတ်စီသူထဲ့ခဲ့တယ်ပေါ့ဗျာနော်အဲ့ဒီကောင်လေး ਨੇ ဘာဆိုင်နှုံးဆိုတော့အဲ့ဒီ6ပတဲ့ဩလက်ဖုံးအောက်ထဲရောက်သွားတယ် तू ကဝါသွားအဲ့ဒီ6ပတဲ့သူ့အောက်မှာ9ပတဲ့သူ့ရဲ့အောက်မှာနှစ်ထိတ်စီလို့သူထည့်ပြီးတော့အဲ့ဒီနှစ်ထိတ်စီအောက်မှာထွက်တဲ့ခဏ9ပါတဲ့ခဏတစ်ခွက်ကနော် ဘာလို့၅ထည့်ပြောတော့ဆိုတော့အဲ့ဒီ၅ပါတဲ့ခဏန်တက်ကွက်နော်ကျွန်တော်တို့86ကနေပြီးတော့2005ခုနှစ်ထဲမှာသူကသွားထွက်တာနော်650ဆိုပြီးသူသွားထွက်တယ်ဒီ650နော်ဒီမှာလာထွက်တယ်အဲ့သူလာထွက်တော့အဲ့ဒီ ကို तू က960ဆိုပြီးတုံညနောက်ဘိတ်ကတော့ तू အငိမ့်မပြန်ထွက်တာဒါလေးတစ်ချက်ထူးကြတယ် तू တုံညနောက်ဘိတ်ကိုနေရာထိုင်အငိမ့်နဲ့ကို तू ပြန်ကစားပြီးတယ်ပေါ့ဗျာနော်အဲ့ဒီကောင်ကဘာလို့ဒီနေရာလာထွက်တုံးဆိုတော့ तू ကဒီပရိသတ်နဲ့ဒီခြေပေါင်းကိုကအောက်ဆောင်မှာကိုးခါလို့ရိုက်သူ့ဆောင်မှာထွက်ပရိသတ်နဲ့เนาะကျွန်တော်တို့ဒီခြေပေါင်းကို ကိုခါပရိသနေရေးဘေးမှာကိုခါလို့ထဲအဲ့ဒီသူ့ဆောင်းမှာလာထွက်တယ်ကနေ။တုံညာနောက်ပိတ်ကရေတုံညာနောက်ပိတ်အငိမ့်တွင်နော်ကြည်နေတဲ့ဆရာရဟုတ်ကဲ့ပါနော်အဲ့ဒီတုံညာနောက်ပိတ်အငိမ့်မနှစ်ထိတ်စီရဲ့အောက်ကနော်ဗရိတ်ကိုနှစ်ထိတ်လို့ရိုက်တဲ့အောက်ကခန်းနဲ့ဒီမှာလာပြီးတော့ထွက်သွားဒါဆိုရင်ဒီ6 9နှစ်လို့ဖြစ်ပြီးတော့ကျွန်တော်တို့ဒီမှာ5 9နှစ်လို့ဖြစ်ပြီเนาะ ငါကိုနှေးလို့နှိမ့်ထည့်စီပါထည့်လိုက်တယ်သူ့ရဲ့အောက်ကခန္ဓာငါးတုံညာခွန်နော်အဲ့ဒီငါးတုံညာခွန်ဆိုတဲ့ဟာဒီခွန်နောက်ပိတ်နေခန္ဓာ2015ထဲမှာငါးတုံညာခွန်လို့သူသွားပေါက်တယ်ခွန်နောက်ပိတ်အငြိမ်းနေပဲထွက်တယ်ငါးထည့်စီနေပဲထွက်တယ်နော်ခုနကလည်းငါးထည့်စီနေပဲသူထွက်တယ်ငါးထည့်စီတုံညာနောက်ပိတ် အခုကျတော့ငါးထိပ်စီကိုသူကခွန်ခွန်ဟိုမှာခွန်ပိတ်ခဲ့တယ်ဒီမှာခွန်နောက်ပိတ်အငိမ့်နဲ့သူကလာထွက်တယ်နော်ထွက်တော့ရှေ့အတိုင်းပဲဒီပရိတ်နှစ်ရဲ့ဘေးမှာရှေ့ပေါင်းကိုးဒီကိုးခါလို့ရိုက်ပြီးသူ့ဆောင်ကိုထွက်တာနော်အဲပထမကတ်မှာလဲဒီပရိတ်နှစ်ရဲ့ဘေးမှာရှေ့ပေါင်းကိုးကကိုးခါလို့ရိုက်ပြီးထွက်တာနော်ဒါဆိုရင်အခုကျွန်တော်တို့နောက်ဆုံးကတ်မှာပရိတ်လေးလို့သူရိုက်ပြီးသူ့ရဲ့အောက်မှာကိုးပရိတ်ပုံတည်တဲ့ပြီသူ့အောက်မှာနှစ်ထိပ်စီလို့ထည့်ပြီ ထည့်ပြီးသွားတာနဲ့သူ့ရဲ့အောက်မှာထွက်ထားတဲ့ခဏန်းနော်ငါ3 53ပေါ့နော်သူကအဲ့ဒီမှာနောက်ပိတ်အငိမ့်နဲ့ဆိုရင်ဒီငါသည်နောက်ပိတ်နဲ့သွားထွက်ကပါလားနော်ဒါမျိုးတစ်ချက်တွေးရမယ်အဲ့တော့ချိန်မှာကတော့ကတော့သူကတုံညာနောက်ပိတ်ကတုံညာပိတ်နဲ့ခွန်ပိတ်ကလည်းခွန်ပိတ်နဲ့ပေါ့နော်ဒီမှာကျွန်တော်တို့တုံညာပိတ်ခွန်ပိတ်လို့ထွက်တယ်အခုကျွန်တော်တို့ကစားရတဲ့လက်မှာ9နောက်ပိတ်ဆိုကျွန်တော်တို့ဒီမှာ9နောက်ပိတ်နဲ့ထည့်ရမှာလား နောက်တဲ့ချက်ကသူကဒီကိုထိတ်ဆောင်မှ၅ထိတ်ကြတယ်နော်အဲ့ဒီပရိတ်နှစ်ကိုခါသူ့ဆောင်မှ၅ထိတ်အဲ့ဒီ၅ထိတ်ကအဲ့ဒီနှစ်ထဲ၅ထိတ်စီနှလုံးမြောက်ကနံမဲနော်အပေါ်မှာ၅ထိတ်တလုံးမှမရှိတော့ဘူးအဲ့ဒီမှာကလည်းသူကပရိတ်နှစ်ခြေပေါင်းကိုကိုခါလို့ရိုက်တယ်သူ့ဆောင်မှ၅ထိတ်စီအငြိမ်ထဲ့တယ်အဲ့ဒီ၅ထိတ်က၅နှလုံးမြောက်ကနော်နှလုံးမြောက်၅ထိတ်စီအဲ့ကျွန်တော်ကဒီနေရာကိုနှလုံးမြောက်၅ထိတ်စီကျွန်တော်ထည့်ထားတာ အဲ့အဲ့နှလုံးမြောက်ငါးထိပ်စီထည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့က၅၃၃လို့ထိုးရမလားဒိုင်စီရအဲ့နောက်ပိတ်တူနောက်ပိတ်နဲ့ထိုးရမလားပေါ့နော်အဲ့လိုမျိုးနှစ်မျိုးကွဲသွားတယ်အဲ့ဒီပရိတ်နှစ်ရိုက်တယ်ဒီမှာ၉ခါလို့ထည့်တယ်အဲ့ဒီ၉ခါဒီရှေ့ပေါင်းကူက၉ခါလို့စင်းပေါက်တယ်ပေါက်တဲ့ဇောင်းမှာကျွန်တော်က၅ထိပ်ဒီနှလုံးမြောက်၅ထိပ်ဆိုပြီးကျွန်တော်ထည့်ခြင်းတာအဲ့တော့၅ထိပ်နဲ့လည်းထည့်ငါအပိတ်နဲ့လည်းထည့်နှစ်ကွက်သေးပဲ၃၃၅၅ตรงตรง เนาะအဲ့တော့နောက်ပေါင်း6နဲ့ဆိုရင်တော့နော်နောက်ပေါင်း6နဲ့ဆိုရင်တော့တန်တန်းတန်းเนาะပရိစ္ဆတ်ဟုတ်ပြီအဲ့ကောင်ကမွေးစားရှိနော်အဲ့တော့ကျွန်တော်ဘာလို့အဲ့ဒီကိုနောက်ထပ်ပြောတော့ဆိုတော့ကျွန်တော်ကပြီးခဲ့တဲ့ပွဲကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်က3ခန့်နဲ့ကျွန်တော်ပြခဲ့တာ4ခန့်နဲ့ကျွန်တော်မပြဘူးနော်ခန့်နဲ့မပြဘူးဆိုတာကကျွန်တော်ဒီခွန်နောက်ခွန်ပရိတ်4အပိတ်ပေါ့နော်နှစ်ပွဲကြောင့်မှထွက်တဲ့ကဏ္ဍ၈တနည်းကြောကဏ္ဍဆိုပြီးကျွန်တော်ပြောခဲ့တယ် နော်တက်မှလည်းခွန်ပရဲ၄နောက်ပဲအောက်နှက်ပွဲကျော်ထွက်တဲ့ခဏသည်ရှေ့တစ်နှစ်ကျော်ခဲ့ခဏနော်ဒါကျွန်တော်ပြခဲ့တယ်အဲ့တော့ဒီမှာလည်းခွန်ပရဲကြပြီ၄နောက်ပဲကြပြီ အောက်နှက်ပွဲကျော်ထွက်တဲ့ခဏရှေ့တစ်နှစ်ကျော်ခဲ့ခဏနှစ်ခွန်နှစ်ထွက်သွားပြီနော်ထွက်သွားတယ်။ तू อ่ะအဲ့ဒါ၃ခက်ပဲ။ကျွန်တော်က၃ခက်ညီကိုယူလိုက်တာဟုတ်နော်။၄ခက်ရှိတယ်။ဒီ၄နောက်ပိတ်နှစ်ပွဲကြုံမှာထွက်တဲ့ခဏကလည်းရှေ့တစ်နှစ်ကြာခဲ့တယ်။ဒါ၄ခက်အပြည့်ကျွန်တော်ကဒီကောင်းကို ဖြုတ်ခဲ့တာနော်။မပြတော့ဘူး။ မပြတော့ဘူးဆိုတာသူ့အပေါ်မှာဗတိမခွန်ထားလို့ကျွန်တော်မပြတော့တာအဲ့တော့ကျွန်တော်ကဒီမှာဖြတ်ပြတာဟုတ်နော်ခွန်လေးနှစ်ပွဲကျော်တစ်နှစ်ကျော်ကနန်းအဲ့တော့အဲ့ဒီမှာဒီလေးနောက်ပိတ်တပွဲကျော်မှာတစ်နှစ်ကျော်ကနန်းလာပေါ့ပြီးသူ့အောက်မှာကြည်လိုက်နှက်ခတ်ခွာတာနော်အဲ့တော့ဒီလေးနောက်ပိတ်နှစ်ပွဲကျော်သူ့ရှေ့တစ်နှစ်ကျော်ကနန်းလာပေါ့သူ့အောက်မှာနှက်ခတ်ခွာလေးနှစ်တွေကြီးခွာဒီမှာကျတော့၈တိဖြစ်သွားတယ်နော်လေးနောက်ပိတ်နှစ်ပွဲကျော် ချစ်တနစ်ကျော်ကနေလာပေါက်သူ့အောက်မှာနက်ခတ်တစုံမော့ဗျာနော်ထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ကဒီနေ့ရမှာပရိတ်ခွန်ကြပြီ၄နောက်ပဲကြပြီနှစ်ပွဲကျော်မှာရှစ်တနစ်ကျော်ကနေလာပေါက်ပြီသူ့ရဲ့အောက်မှာနက်ခတ်ခွမလားနက်ခတ်တစုံလားပေါ့နော်ကျွန်တော်တို့ဒီကနန်းမျိုးတွေနော်ဒီကနန်းမျိုးတွေခုနကကျွန်တော်ပြတဲ့933ဆိုတဲ့ကနန်းမျိုးတွေနော်နော်933ဆိုတဲ့ကဏ္ဍမျိုးတွေကနက်ခခွတွေပေါ့ဗျာနော်ဒါတွေသတိထားရတော့မယ် ငါးထိပ်နှလုံးမြောက်ကဒီအချိန်မှာကြာလာလို့ရတယ်နော်အဲ့ဒါလေးတစ်ချက်သတိထားအဲ့တော့963တွေပါတယ်ပေါ့နော်ကျွန်တော်တို့ပြန်ကြဆိုရင်တော့ဒါ963ဆိုတဲ့ခဏမျိုးတွေပါဒါနှက်ခွခွနဲ့နော်အဲဒီကောင်းနေလေးမမိတ်နဲ့ကျွန်တော်ဒီဘွဲပြန်ကြအောင်ပဲကစားမှာဆိုတော့963ဆိုတဲ့ခဏမျိုးလေးတွေနော်